အားလုံးမင်္ဂလာပါတက်ဖိုက်စီစဉ်ရနေပြန်လဲကြိုဆိုလိုက်ပါရစ်ဆိုတော့လွန်ခဲ့တဲ့တပတ်လောက်မှာတော့ရှောင်းမီကနေပြီးတော့ဖုန်းတစ်လုံးလေးထပ်ပြီးတော့မိတ်ဆက်ပေးလိုက်တယ်အဲကောင်လေးကတော့အားလုံးမဲသိကြမယ်ထင်တဲ့ CV5 Pro ဖုန်းလေးပဲဖြစ်ပါတယ် ဒီကောင်ကတော့အရင်တုန်းကဆိုလို့ရှိရင် CV2, CV3, CV4 Pro ဆိုပြီးတော့ဒါဖုန်းတွေကထုတ်ထားပြီးသားအခုဒီ CV5 Pro လေးကတော့ iPhone တွေထက်ရှင်မယ်ဆိုလို့ရှိရင်တော့အများကြီးအများကြီးကောင်းမှုတော့ကျွန်တော်အနေနဲ့တော်တော်လေးမျှော်လင့်ထားတယ်ဆိုတော့ကျွန်တော်တို့ဒါပါဝင်တဲ့ specification တွေမပြောခင်လေးမှာသူ့ရဲ့ design ဘိုင်းလို့ကျွန်တော်ကြီးကြီးလိုက်တဲ့အချိန်မှာအရင်ထုတ်ပေးထားတဲ့ CV4 Pro နဲ့ရှင်မယ်ဆိုလို့ရှိရင်တော့အမြင်ပိုင်းလေးကတော့တော်တော်ရိုးရိုးရှင်းရှင်းလေးနဲ့ထုတ်ပေးထားတဲ့ design လေးကိုကျွန်တော်တို့တွေ့ရတယ်ဒီကောင်မှာကျွန်တော်တို့ဒါထူးခြားချက်ကိုပြောပါဆိုလို့ရှင်တော့သူ့ရဲ့ကင်မရာဘိုင်းကဂျာမနီကနာမည်ကြီး brand တစ်ခုဖြစ်တဲ့ Leica camera နဲ့ collaboration လုပ်ပြီးထုတ်ထားတာအဲ့လိုမျိုး collaboration လုပ်ပြီးတော့ထုတ်ထားတဲ့ဖုန်းတစ်လုံးဖြစ်တဲ့အတွက်ကိုတခြား smartphone တွေနဲ့ရှင်မယ်ဆိုရင်တော့သူ့ရဲ့ camera ဘိုင်းကလုံးဝကိုအဆအဆရရအားတာနေမှာကတော့အထွေထူးပြောစရာမရှိဘူးသူ့မှာပါဝင်တဲ့အကြိုက်ဆုံးတစ်ချက်ကိုကျွန်တော်ပြောရမယ်ဆိုရင်လုံးဝ video resolution ရ share ကြီးပဲဘာလို့လဲဆိုတော့ selfie camera မှာရော main camera မှာရောကျွန်တော်အမြင်ဆုံးကို 4K 60fps ဒီအမြင်ဆုံး sporting ပေးထားတာတခြား phone တွေမှာကျွန်တော်တို့ main camera မှာပေါ့နော် 4K 60fps အမြဲတမ်း sporting ပေးထားတယ်ဆိုရင်တော့ selfie မှာရဖို့ဆိုတော့ကတော့ကျွန်တော်တော်တော်လေးရှားတယ်မြင်ရဖို့လည်းတော်တော်လေးကိုခဲရင်တယ်ဒါပေမဲ့ဒီကောင်မှာတော့ selfie ရော main မှာရော 4K 60 fps အမြဲတမ်း sporting ပေးထားတာလေးကတော်တော်လေးကိုတဘောကျစရာချက်ပဲနောက်တစ်ချက်နေနေကတော့ကျွန်တော်တို့ gain ဆော့တာများတယ် border အတွက်လေတော်တော်ကိုတဘောကျစီလောက်မဲ့ phone တစ်လုံးပဲသုံးမိတဲ့ chipset ကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ Snapdragon 8s ကိုမှ Gen 4ကိုသုံးမိထားတာ and အဲ့ဒါအပြင်ကိုမှနောက်တစ်ခုအနေနဲ့ RAM overshoot RAM ဆိုလို့ရှိရင်လည်း RAM 16ဒီအမြင်ဆုံးရွေးချယ်လို့ရတယ် refresh rate ဆိုလို့ရှိရင်လည်းဗျ 120Hz ဆိုတော့အေးအေးဆေးဆေးပဲ gaming ဘက်မှာဆိုရင်တော်တော်ကိုမှ smooth ဖြစ်နေမယ့် phone တစ်လုံးလုံးတော့ပြောလို့ရတယ်။အဲလက်ရှိအချိန်မှာဆိုလို့ရှိရင်တော့ဒီကောင်ကကျွန်တော်တို့ camera ဘိုင်းဆိုလို့ရှိရင်လည်း Germany ရဲ့နာမည်ကြီး brand Leica နဲ့ collaboration လုပ်ထားတာ။သုံးမိထားတဲ့ chipset တွေဆိုလို့ရှိရင်လည်း gaming ဘက်မှာ performance ကောင်းကောင်းထွက်နိုင်မယ့်ကျွန်တော်တို့ chipset တွေ RAM တွေကိုပဲသုံးမိထားတာဆိုတော့လက်ရှိအချိန်ထိရတော့အပြစ်ပြောစရာဘာမှတော့တိတ်မတွေ့သေးဘူး။အဲဒါပေမဲ့သူတို့တကယ်ပြောထားတဲ့အတိုင်းပဲ selfie camera မဟုတ် main camera မှာပေါ့။ 4K 60fps ရတီတကယ်ကိုပဲ sporting ပေးနိုင်မလား game way မှာဆိုလို့ရှိရင်လဲသူ3မီတာတဲ့ chipset တွေ RAM တွေနဲ့ကိုက်ညီတဲ့ performance အကောင်းဆုံးထွက်လာနိုင်မလားဆိုတော့ကတော့ဆက်ပြီးတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ဆိုတော့ gaming ဘိုင်းမှာ နောက်ထပ်အရေးကြီးတဲ့တစ်ချက်က battery ဘိုင်းပဲ battery ဆိုလို့ရှိရင်တော့သူ့ရဲ့ capacity က6000 mAh 6000 mAh ကိုမှ charging sporting က67 watt ဆိုတော့လေ ဆိုအစီအပြေလေးလို့ပြောလို့ရတယ်ဆိုတော့ဒီဖုန်းလေးကလက်ရှိမှာသူ့ရဲ့ဈေးတန်းက380ယူရိုဆိုတော့ exchange rate ဘာညာနဲ့မြှောက်မယ်ဆိုရင်တော့ဈေးတန်းကတော့30ဝန်းကျင်နဲ့စတင်ပြီးတော့ထွက်လာနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီဈေးတန်းကတော့ exchange rate အမျိုးအစားပေါ်မူတည်ပြီးတော့ဈေးနှုန်းအပြောင်းလဲရှိနိုင်တာကိုလည်းအားလုံးပဲသိထားပြီးလို့အပ်ပါတယ်ခင်ဗျเนาะဆိုတော့အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်နောက်ထပ် blue ဖုန်းလေးတွေကို review ပြပြပေးစီခြင်းလဲ blue ဖုန်းတွေမှာ blue အားသာချက်အားနည်းချက်တွေရှိတာကိုညီကလို့သိခြင်းလဲကွန်မန့်မှာရေးပေးခဲ့ပါ ကြည့်ရှုအပ်ပေးတဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ် see you guys